UNDP ရဲ့2025ခုနှစ်အစီရင်ခံစာအရမြန်မာနိုင်ငံမှာဒီမြန်မာလူငယ်၃ပုံ၃ပုံနီးပါးဟာဆိုလို့ရှိရင်စိုးရိမ်ပူပန်မှုနဲ့စိတ်ဖိစီးမှုတွေကိုအမဲလို့လို့ခံစားနေရတယ်လို့ဆိုပါတယ်။ဒါကလူဦးရေ၅သန်းနီးပါးလောက်ရှိတယ်လို့ဆိုရပါမြန်မာနိုင်ငံမှာအစ်အာနာသိမ်းမှု၄နှစ်ကျော်ကြာလာချိန်ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် UNDP ကဒီ UNDP အနေနဲ့ပေါ့လေ၆ကမ္ဘာထက်ကမျိုးဆက်လို့နာမည် ပေးထားတဲ့အစီရင်ခံစာကို အောက်တိုဘာလမှာ ထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီအစီရင်ခံစာအရမြန်မာနိုင်ငံဟာကမ္ဘာပေါ်မှာရာဇဝတ်မှုအများဆုံးကြုံတွေ့နေရတဲ့နိုင်ငံဖြစ်လာပြီး ရာဇဝတ်ဂိုင်းတွေရဲ့ဩစာလွမ်းမှုမှုတိတိတတ်တာရှိနေတယ်လို့ဆိုပါတယ်။ဒါအပြင်စိုက်ဘာလိမ်လည်မှုနဲ့လူကုန်ကူးမှုတွေလည်းမြင့်တက်နေတယ်လို့အစီရင်ခံစာဆိုပါတယ်။နောက်ပြီးတော့စစ်မှုရန်ဥပဒေကြောင့်အမျိုးသားလူငယ်တွေဟာအတင်းအဓမ္မစစ်သားစုဆောင်ခံရမယ့်အနေရကိုလည်းအကြီးအကျယ်စိုးရိမ်နေကြရပါတယ်။ညာဘက်ဆိုရင်တယောက်ထဲသွာလာရင်မလုံခြုံဘူးလို့ဖြေဆိုတဲ့သူဟာအာနာမသိန်းခင်ကထက်နှစ်ဆကျော်ပိုပြီးတော့များလာပြီးမြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာရာစုမှုအများဆုံးကြုံတွေ့နေရတဲ့နိုင်ငံအဖြစ်သတ်မှတ်ခံထားပါတယ်။အဖွဲ့အစည်းတွေအနေနဲ့ဒီလူငယ်တွေအတွက်စိတ်ကျန်းမာရေးနဲ့လူမှုရေးဆိုင်ရာအထောက်ပံ့တွေကိုဦးစားပေးဆောင်ရွက်ပေးဖို့လိုအပ်နေတယ်လို့လည်းအစီရင်ခံစာကတိုက်တွန်းထားပါတယ်။